အရန်ပေါ်ပါတဲ့လေ့ကျင့်ခန်းဒါမှမဟုတ်ကိုလက်လှုပ်ရှားတဲ့အခါအသက်ရှူမှုမမောပါဘူးဒါပေမဲ့လေးလံတဲ့အလေးတွေကိုလူတရက်ဆွဲတာဒါမှမဟုတ်အားကစားကွင်းကိုအချိန်ပြင်းပြင်းပပြေးခြင်းလိုမျိုးလေ့ကျင့်ခန်းအပြင်းထန်လုပ်တဲ့အချိန်မှာတင်းရဲ့အသက်ရှူခြင်းဟာတိတိတသာပြင်းထန်လာမှာဖြစ်ပါတယ်ပြေးခြင်းနဲ့နှိုင်းရှင်ထားတဲ့ကျွန်တော်တို့ရဲ့လက်ရှိဝိညာဏအခြေအနေမှာလမ်းလျှောက်ဖို့လိုအပ်တဲ့အသက်ရှူခြင်းထက်ပိုတဲ့အသက်ရှူခြင်းလိုအပ်ပါတယ် ငြိမ်းချမ်းပြီးဘေးကင်းလုံခြုံပြီးဝိညာဉ်ရေရာပန်းနိုင်မရှိတဲ့အခါကျွန်တော်တို့အသက်ရှူဖို့အများကြီးမလိုအပ်ပါဘူး။နည်းနည်းလေးအသက်ရှူတာကတော့အသက်ကိုထိမ့်သိမ်းထားဖို့လုံလောက်ပေမဲ့ကျွန်တော်တို့ပြေးလွှားတဲ့အခါအသက်ရှူထုတ်မှုတိတိတတ်တာတိုးလာဖို့လိုအပ်ပါတယ်။လက်ရှိဝိညာဉ်ရေရာအခြေအနေကိုကြည့်ရင်ကျွန်တော်တို့ဟာမယုံနိုင်လောက်အောင်လင်မြန်တဲ့အချိန်နဲ့ပြေးလွှားနေပုံပေါ်ပါတယ်။ သင်တို့ရဲ့အသက်ရှူခြင်းကပြေးခြင်းရဲ့ပြင်းထန်မှုနဲ့ကိုက်ညီရမှာဖြစ်တယ်လို့ကာဝရာကောင်းကင်နိုင်ငံစီးပြည်မြန်စွာပြေးလွှားနေတဲ့အခိုက်အတန့်မှာတန်ရှင်းတဲ့ဝိညာဏပန်းတိုင်အတွက်ကြွယ်ဝတဲ့ဆူတောင်းခြင်းတွေဆက်ကပ်ကြဖို့သင်တို့အားလုံးကိုတိုက်တွန်းချင်ပါတယ်။